င်္ဂလာပါရှင်။မိုင်းဝက်ထိုင်းရဲ့ရွှေပြောင်းရေးရာသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ပြည်တွင်းပြည်ပရွှေပြောင်းအလို့သမားများနဲ့ပတ်သက်တဲ့သတင်းတွေကိုပြောပြပေးမှာပါ။အယုဓယာမှာကားနောက်အတွင်ပုံမီလိုက်ပါလာတဲ့မြန်မာ၁၆အိုးဖမ်းဆီးခံရတဲ့သတင်းကိုပထမဆုံးပြောပြပါမယ်။ဌာနငယ်အယုဓယာပြည်နယ်မဟာရတ်တာတိုမြို့နယ်ခွဲမှာနိုဝင်ဘာလ9ရက်နေ့ကကားတစင်းအနောက်မှာ ပုံမီလိုက်ပါလာတဲ့မြန်မာနိုင်ငံသား16ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းကဖော်ပြပါဗျာ စိုက်ပျိုးရေးထက်ကုန်တွေတင်ထားတဲ့အနေရောင်ပိတ်ခတ်ကားတစ်စင်းကိုရဲတပ်ဖွဲ့ကစစ်ဆေးရာကားအနောက်မှာတာပေါ်လင်စားနဲ့အုပ်ထားတဲ့ပြပြင်ထားတဲ့အခန်းငယ်အတွင်မှာမြန်မာနိုင်ငံသား16ဦးကိုဝတ်ထားတာတွေ့ရှိခဲ့တာပါမြန်မာနိုင်ငံသားတွေဟာပတ်စပို့နဲ့စာရွက်စာတမ်းအထောက်အထားမပါဘူးလို့ရဲတပ်ဖွဲ့ကပြောပါတယ်ဒါအပြင်ကားရဲ့ခရာတံဘေးကတခြားလုံးဘူးတစ်ခုအတွင်မှာစိတ်ကြယူသွစေပြား34ပြားနဲ့ရေခဲခေါ် မက်သက်ဖက်တမင်3.3ဂရမ်ကို တွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်ကားသမားရဲ့ထွက်ဆိုချက်အရနိုဝင်ဘာလ၄ရက်နေ့ညမှာမြန်မာရှိပြောင်းအလို့သမား16ဦးကိုတခရင်ကခေါ်ဆောင်ခဲ့ပြီးတဦးကို ပို့ဆောင်ကဘတ်900နှုန်းငွေရခဲ့လို့သိရပါဗျ။ကားသမားနဲ့မြန်မာရှိပြောင်းအလို့သမား16ဦးကိုဥပဒေအရရေးယူမယ်လို့ထိုင်းသတင်းကဖော်ပြပါဗျ။ မြန်မာနိုင်ငံသား48ဦးကိုရနောင်းကနေကော့တောင်းကိုပြန်ပို့တဲ့တဲ့ရင်ကိုဆက်ပြောပြပါမယ်။ထိုင်းနိုင်ငံမှာဖမ်းဆီးထိန်းသိမ်းခံရတဲ့မြန်မာနိုင်ငံသား48ဦးအမျိုးသား33ဦးနဲ့အမျိုးသမီး14ဦးကိုနိုဝင်ဘာလ9ရက်နေ့မနက်မှာရနောင်းအကောက်ခွန်စစ်ကံတရားကနေတဆက်မြန်မာနိုင်ငံကော့တောင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ရနောင်းခရိုင်လွှဲမှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။သူတို့ကိုပြန်လည်ပို့ဆောင်ရမှာ ရနောင်းခရိုင်လွေမှုကြီးကြပ်ရေးမှုရနောင်းခရိုင်ဆိုင်ရာမြမအလုတ္တမသန့်အရာရှိနှင့်နိုင်ငံခြားသားအလုတ္တမများပြန်လည်ပို့ဆောင်ရေးကော်မတီအဖွဲ့ဝင်ကိုဦးတို့ကတက်တီခန့်အဖြစ်ဆောင်ရွက်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကလည်းထိုင်းနိုင်ငံမှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့မြမနိုင်ငံသား60ဦးကိုရနောင်းအကောက်ခွန်စိတ်ကန်တရားကနေတဆက်မြမနိုင်ငံကိုတောင်းဘက်ကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ ရနောင်းခံလွင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်ချက်တွေအရဒီနှစ်နိုဝင်ဘာလ9ရက်နေ့အထိရနောင်းကနေမြန်မာဘက်ကော့တောင်းဘက်ကိုနေရပြန်ပို့ခံခဲ့ရတဲ့မြန်မာနိုင်ငံသား1800ကျော်ရှိနေပါတယ်။ထိုင်းကမီးပုံမြန်ပွဲနဲ့ရက်ကထွန်ရေမျောပွဲတော့အေရှားရက်ကော့ဆူရခဲ့တဲ့တဲ့ရင်ကို ပြောပြပါမယ်။ ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့မီးပုံပြန်ပွဲနဲ့ရေကထုံရေမျောပွဲတော်အတွက်ထိုင်းနိုင်ငံခီးသွွားလုပ်ငန်းအာဏာပိုင်အဖွဲ့ TAT ကို Asia Record ကတရားဝင်အတိမတ်ပြုဆုလက်မှတ်ချီးမြှင့်လိုက်တယ်လို့ Asia Record ကတရားဝင်ထုတ်ပြန်ပါတယ်။ TAT ဟာအကြီးမားဆုံးကောင်းကင်မီးပုံပြန်ပွဲနဲ့ရေမျောပွဲတော်ကိုတပြိုင်နက်တည်းကျင်းပနိုင်ခဲ့တဲ့အတွက်အတိမတ်ပြုလွှာပေးခြင်းဖြစ်တယ်လို့ Asia Record ကဆိုပါတယ်။ ဒီနေ့အော်တိုဘာလ28ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိကျင်းပခဲ့တဲ့ရိုက်ကထုံနဲ့ရီပိန်းပွဲတော်မှာထိုင်းပြည်နယ်89ခုစလုံးမှာကထုံနှစ်သန်းကျော်ကိုရေထဲမျောခဲ့ပြီးတော့မိဖို့ပြန်သတင်းကျော်ကိုလွှတ်တင်နိုင်ခဲ့လို့သိရပါဗျ။ဒီလိုလုပ်ရဟာထိုင်းနိုင်ငံရဲ့လှပတဲ့ရိုးရာတလီကိုဖော်ဆောင်နိုင်တာဖြစ်တယ်လို့ Asia Record ကထုတ်ပြန်ပါတယ်။ထူးခြားသောယဉ်ကျေးမှုကိုဦးဆောင်နိုင်ခဲ့တဲ့ထိုင်းနိုင်ငံခီးသွန်းလုပ်ငန်းအာနာပိုင်အဖွဲ့ဒါရိုက်တာ မစ္စတာဆီရင်တာရာနဲ့အဖွဲ့ဝင်အားလုံးကို ဂုံပြူဝမ်းမြောက်ကြောင်းလည်းထုတ်ပြန်ပါတယ်။အေရှားရကော့ဟာအာရှတဝမ်းမှာအောင်မြင်မှုတွေကိုမှတ်တမ်းတင်ဖို့နဲ့ဂုံပြူဖို့ရည်ရွယ်ထားတဲ့ဒေသဆိုင်ရာစံချိန်မှတ်တမ်းတင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။မလေးသွားဖို့ speed boat အတွင်ပုံအောင်လိုက်ပါလာတဲ့မြန်မာငါဦးဖန်ဆီးခံရတဲ့တရင်ကိုပြောပြပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်း Narrative ပြည်နယ်စုငိုင်းကိုလိုမြို့ဝမှာသွားလာနေတဲ့ speed boat တစ်စင်းပေါ်မှာ ိုးပြီးလိုက်ပါလာတဲ့မြန်မာနိုင်ငံသား9ဦးကိုရေချောင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းကနိုဝင်ဘာလ9ရက်နေ့မှာဖော်ပြပါဗျ။လေပေါ်မှာထိုင်းနိုင်ငံသား3ဦး၊မြန်မာနိုင်ငံသားအမျိုးသား3ဦးနဲ့အမျိုးသမီး2ဦးကိုတွေ့ရှိခဲ့ပြီးလေယာမှတ်ပုံတင်မထားဘဲမြန်မာနိုင်ငံသား9ဦးဟာအနက်ရအဝတ်နဲ့ဖုံးအုပ်ပြီးပုံအောင်နေခဲ့ကြတာကိုတွေ့ရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါဗျ။ speedboat မောင်းနေသူအဆိုအရမြန်မာနိုင်ငံသား9ဦးကိုမလေးရှားနိုင်ငံကိုတာဘာရိုစစ်ကမ်းကိုပို့ဆောင်ဖို့ တအိုးကိုမလေးရှားရင်ကစ်90နှုန်းနဲ့စုစုပေါင်းရင်ကစ်250ဘတ်1900ခန့်နဲ့ငှားရမ်းခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံသား9ဦးကနိုင်ငံကူးလက်မှတ်နဲ့ဆောင်ရွက်စာတမ်းမရှိကြောင်းထပ်ဆိုခဲ့ကြပါဗျ။အလုတ်လုတ်ဖို့မလေးရှားနိုင်ငံကိုတွားရောက်ဖို့ထိုင်းနိုင်ငံကိုတရားဝင်ဝင်ရောက်ခဲ့တယ်လို့ဝန်ခံခဲ့ကြပါဗျ။ထိုင်းနိုင်ငံသား3ဦးနဲ့မြန်မာနိုင်ငံသား9ဦးကိုဥပဒေအရရေးယူဖို့ narrative web ပြင်တဲ့တပ်ပိုင်းရဲစခန်းကိုလွှဲပြောင်းခဲ့တယ်လို့သိရပါဗျ။ thank you ထိုင်းနဲ့မြန်မာမှာမိုးသည်ထန်တဲ့တရင်ကိုနောက်ဆုံးအနေနဲ့ပြောပြချင်ပါတယ်။ကမကီမုံတိုင်းကြောင့်ထိုင်းနဲ့မြန်မာမှာလွေမာလာ၈ရက်နေ့ကနေ10ရက်နေ့အတွင်းမိုးသည်ထန်နိုင်တယ်လို့နှစ်နိုင်ငံမိုးလေဝသဒေသတွေကထုတ်ပြန်ထားပါတယ်။ကမကီမုံတိုင်းကြောင့်ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းအူဘွန်ရဂျစ်ထာနီပြည်နယ်မှာမနေ့ကမိုးအဆက်မပြတ်ရွာသွန်းခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါတယ်။ ုံတိုင်းကြောင့်နိုဝင်ဘာလ၈ရက်နေ့ကနေ၉ရက်နေ့အတွင်းအရှေ့မြောက်ပိုင်းဒေသတွေမှာမိုးအလွန်သည်ထန်နိုင်တယ်လို့ထိုင်းမိုးလေဝသဌာနတွေကထုတ်ပြန်ထားပါဗျ။မုံတိုင်းရဲ့တက်ရောက်မှုကြောင့်ဥပေါ်ရချက်ဌာနရဆူထွန်အနက်ချာရိုအန်ဆရီစကတ်ဆူရဲနဲ့ဘူရီရန်ဒေသတွေမှာမိုးသည်ထန်နိုင်တယ်လို့သတိပေးထားပါဗျ။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသခံတွေအနေနဲ့တရားဝင်ထုတ်ပြန်ချက်တွေကိုအနီးကပ်စောင့်ကြည့်ဖို့နဲ့မိုးတဲထန်စွာရာသွန်းခြင်းရုတ်တရက်ရေးကြီးခြင်းနဲ့လေပြင်းတိုက်ခိုက်ခြင်းစားတဲ့အန္တရာယ်တွေကိုတတိထားဖို့အကြံပြုထားပါတယ်။ ကမ္ဘာကြီးမုန်တိုင်းကပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့်နိုဝင်ဘာလ၈ရက်နေ့ကနေ၁၀ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မော်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာနေရာအနှက်ပြားမိုးထချွန်းရွာနိုင်တယ်လို့မြန်မာနိုင်ငံမိုးစလဌာနကလည်းသတိပေးထားပါတယ်။မိုင်းရထိုင်ရဲ့ရှေ့ပြောင်းအလုတ်သမားရေးရာတည်င်းတွေကိုနားဆင်ခဲ့ရတာပါ။ MyRatthai ရဲ့သတင်းတွေကို Facebook, YouTube, website, Telegram စတဲ့ online media platform တွေကနေကြည့်ရှုနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။